နိုဝင်ဘာလ16ရက်နေ့ဖျားရခင်တိုက်မြစ်တီခံခန့်၍တည်ဒီမောဒီအော်ရာစာဒုတိယစာတော်ခန်းကြီးနှင့်အခန်းငယ်19တက္ကသိုလ်ပရဝန်ထဲတွင် အထူးရောက်ဆုံးသော လုံခြုံရေးမှလူစုအဝေးနှင့်အတူရှိနေခြင်းဖြစ်ပါသည်တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့်လွတ်လွတ်လပ်လပ်ကိုလန်းကိုရှောက်မည်ဆိုသည့်ခံယူချက်ရှိကြတော့လေလက်တွေ့တွင်မူဝေစားစင်မှုစကားပြောဆိုသည့်ဟန်ချစ်ဝတ်ပိုင်းဆိုင်ရာခံယူချက်နှင့် တွေးခေါ်မှုပုံစံတို့မှာဒုံစံနဲ့ဖြစ်နေတတ်ကြပါတယ်။ fashion ကြကြဝတ်စားရ၌ဂုံတိတ်ခါကိုအခြေခံ၍ရွေးချယ်လက်ခံတတ်ကြပါတယ်။တိတ်ကွဲပုံစံဖြစ်မည်ကိုအလွန်မင်းစိုးရင်ကြပြီးအများနဲ့မတူသို့မဟုတ်ကွဲပြားခြားနားခြင်းကိုမလိုလားကြပြီ။အဓိကမှာထုံတဲ့ဆင်လာကိုမဖြတ်ကြလိုခြင်းကြောင့်ဖြစ်ပါတယ်။ဘွဲရပြီးလျင်အများစုမှာကုမ္ပဏီကြီးကြီးတို့ခုတွေအလုပ်လိုရင်ကြပြီ။စင်ကြေပုံးရက်ွက်တဲ့အိမ်ကြီးအိမ်ကောင်းတွေနေလိုကြပါတယ်။ ထိုအခြေအနေများတွင်လိုချင်သည့်လုံခြုံမှုမရနိုင်ပဲသခင်ယေရှုသားသခင်သင်ရှာဖွေနေသောလုံခြုံမှုကိုပေးဆိုင်နိုင်တိုင်းရှိပါတယ်။ယနေ့အတွက်ဆုတောင်းကြတယ်။သခင်ယေရှုရဲ့ခိုင်မာတဲ့မြစ်တာထဲမှာပဲလုံခြုံမှုရှိတယ်ဆိုတာသိရှိနားလည်ပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီလို့လည်းမြစ်တမ်းရက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်မိခင်ဗျာ